This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard Time. လာပါရှင်။မြို့သားညီမျိုးရေးအစိုးရရဲ့အတံလွှတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ကြည့်ဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေပြီးဓာတ်ရိုက်အတံလွှတ်ပေးနေပါ ရေဒီယိုအန်ယူဂျီသောတာရှင်ပေါင်းနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတဘာဝပြီးဆက်အာနာရှင်ဘီတို့ကနေကင်ဝေးပြီးကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ရေဒီယိုအန်ယူဂျီဝိုင်းတော်သားတွေကဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်။မင်္ဂလာညချမ်းပါရှင်။ဒီကနေ့2025ခုနှစ်ဇွန်လ12ရက်နေ့ညပိုင်းရေဒီယိုအန်ယူဂျီအစီအစဉ်လေးကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်။ ပထမအဦးဆုံးအနေနဲ့ Radio NUG စီးရီးသတင်းကောက်နှုတ်ချက်ကိုရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ရှင်။ Radio NUG သတင်းရှင်များမင်္ဂလာပါခင်ဗျာ။ကုချင်အစပြီ2025ခုနှစ်ဇွန်လ14ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio NUG ရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့လုံလောက်တဲ့စီးရီးနိုင်ငံရေးနယ်မြေလွှမ်းမိုးမှုမလုပ်နိုင်ရင်မွန်ဟာ တပားသူလက်ထက်ရောက်သွားနိုင်မယ်လို့နိုင်ကောင်းရွတ်သတိပေးတဲ့သတင်းပဲဖြစ်ပါတယ်။တော်လိုင်းရေးလှိုင်းကရံမှာလုံလောက်တဲ့စစ်ရေးနိုင်ငံရေးလှုပ်ရှားမှုနေမြေလွှမ်းမိုးမှုမလုံနိုင်ရင်မွန်ဆယ်မြို့နယ်ဟာတပားသူလက်ထက်ရောက်ရှိသွားနိုင်တာကိုအထူးသတိရှိဖို့လိုအပ်တယ်လို့နိုင်ကောင်းရွတ်ကပြောကြားထားကြောင်း၎င်းအိမ်စာစဉ်ဇွန်၁၄မှာရေးသားထားပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့တပားပတိလက်ဖြစ်မြို့သားညီညီရေးဆိုရ NUG ကာကွယ်ရေးဒုဝန်ကြီးလက်ဖြစ်သူနိုင်ကောင်းရွတ်က MSFC တတိယကျင်းကောင်စီညီလာခံမိန့်ခွန်းမှာအခုလိုပဲသတိပေးပြောဆိုခဲ့တာပါမူလမျိုးတို့ဟာမျိုးသားလူမျိုးရေးကိုယ်ကျမကိုဖန်တီးခွင့်ရရှိရေးအတွက်တော်လိုင်းအချိုးခွင့်များစွာဖြတ်သန်းပြီးခေတ်ဆက်ဆက်တိုက်ပွဲဝင်လာခဲ့ပေမဲ့နေဦးတော်လိုင်းကလာတိုင်အောင်ရီမန်းပန်းနိုင်ဟာယုံလုံးမပေါ်သေးပါဘူးလို့နိုင်ကောင်းရွက်ကဆိုပါတယ်မွန်တော်လိုင်းအင်အားစုတွေအနေနဲ့လက်ရှိမြေပြင်နေထားကိုလက်တွေ့ကြကြသုံးသပ်ဖို့လိုအပ်နေပြီးအချိန်မနှောင်းခင်အင်အားတွေစုပေါင်းဖွဲ့စည်းတိစောက်ခါ ဘဝတူတော်လိုင်းအင်အားစုတွေနဲ့လက်တွဲဖို့ကိုလည်းနိုင်ကောင်းရွက်ကတိုက်တွန်းပါတယ်။နောက်တစ်ချက်အနေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းပါဝင်တဲ့မွန်ပြည်ကိုစားပြုတော်လိုင်းအစိုးရတရဖွဲ့စည်းဖို့လိုအပ်နေတယ်လို့အနာဂတ်မွန်ဖက်ဒရယ်ယူနစ်အတွက်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးမန်တိုင်တွေကိုအခုခေတ်ကဖွဲ့စည်းထားဖို့လိုအပ်တဲ့အကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ပြည်သူဝန်ဆောင်မှုများလုံခြုံရေးနဲ့ကာကွယ်စနစ်များကိုလည်းဖွဲ့စည်းထားဖို့လိုပါတယ်။စနစ်စိုးကိုတော်လိုင်းရမှာစနစ်ကောင်းတစ်ခုကိုအစားထိုးနိုင်ဖို့လိုပါတယ်။အဲ့ဒီအတွက်အခုခေတ်ကကြိုတင်ပြင်ထားဖို့လိုပြီး အုပ်ချုပ်ရေးကိုအစားထိုးနိုင်ဖို့မိမိတို့ဘက်ကအစဉ်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်လို့ MSFC တဘာပတိကပြောကြားပါတယ်ဝင်းကြီးချုပ်ဟောင်းဦးနုတပ်ပေါင်းစုဖွဲ့ပြီးတော်လိုင်းရဲတဲ့စာဝင်ခဲ့ချိန်1990ခုနှစ်ကနေ1988ခုနှစ်နှစ်ကြမ်းခွဲခဲ့တဲ့မွန်ပြည်သစ်ပါတီပြန်လည်ပေါင်းစည်းနိုင်ခဲ့ခြင်းအချိန်ကာလကိုမွန်တို့ရဲ့ပထမမျိုးဆက်မွန်တော်လိုင်းရဲခရီး1988ခုနှစ်ကနေနဝတဆစ်ဆိုးရနဲ့အပြစ်ကရက်ဆဲခဲ့တဲ့1995ခုနှစ်အထိကို မွန်တော်လိုင်းရဲ့ဒုတိယမျိုးဆက်နေပေါင်းမှုဖြစ်စဉ်သမိုင်းဖြစ်နိုင်ကောင်းကျော်ရဲ့အဖွဲ့မင်းကွန်းမှာညွှန်းဆိုခဲ့ပါတယ်။2021ခုနှစ်ဆီယနာသိမ်းပြီးနောက်မှာအာနာသိမ်းမှုကိုဆန့်ကျင်တဲ့ပြည်သူတော်လိုင်းရဲ့အတူမွန်တော်လိုင်းသမိုင်းအချိုးအကွေ့တတိယမျိုးဆက်ဟာ Federal Democracy တော်လိုင်းခီးကိုဘဝတူတော်လိုင်းအင်အားစုတွေနဲ့လက်တွဲကလေးနှစ်တိုင်တိုင်ရှောက်လန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။မွန်ပြည် Federal Council မဖွဲ့စည်းခင်ကနဦးဖွဲ့စည်းလိုက်တဲ့မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ကော်မတီ MSICC ကနေမြူသားညီညွတ်ဆိုရ NUG ဖွဲ့မှ အလို့သမားဝန်ကြီးနိုင်သူဝနာကာကွယ်တူဝန်ကြီးနိုင်ကောင်းရွတ်စီမံဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုတူဝန်ကြီးဦးမင်းစေယဦးတို့၃ဦးကိုကိုယ်စားလှယ်ဖြင့်ဆေလုနိုင်ခဲ့တဲ့ပေါ့ MSICC ဟာမွန်တော်လင်းတတိယမျိုးဆက်တို့ရဲ့တော်လင်းအဖွဲ့အစည်းဖြစ်နိုင်ကောင်းရွတ်ကညွှန်းဆိုထားကြောင်းသိရပါတယ်ခင်ဗျာအခုတခါမဟာလူမျိုးကြီးဝါဒနဲ့ဆီယာနာရှင်စနစ်ကျင့်သုံးပြီးပဋိပက္ခဖန်တီးနေသူတွေကိုအပီးတိုင်တိုက်ဖြတ်ကြဖို့ KNU ဥက္ကဋ္ဌပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ မဟာလူမျိုးကြီးဘွာလာနဲ့အာနာရှင်စနစ်ကိုကျင့်သုံးပြီးပြည်내ပြည်ပခဖန်တီးနေသူတွေကိုအပီးတိုင်တိုက်ဖြတ်ကြဖို့ကရင်မျိုးသားစီယွန် KNU ဥက္ကဋ္ဌပရိုဆော့ကွယ်ဒူဝင်းကပြောကြားလိုက်ပါတယ်ဒီကနေ့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ကော်တူးလီနေမိန်ကွန်းမှာ KNU ဥက္ကဋ္ဌကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ကော်တူးလီနေဆိုတာဟာကော်တူးလီအစိုးရဖွဲ့စည်းတည်ထောင်ခဲ့တဲ့နေဖြစ်တယ်လို့ကရင်လူမျိုးတွေအနေနဲ့မိမိတို့နာမည်မှာကိုပိုင်ပြတ်ထန်းခွင့်နဲ့အုပ်ချုပ်ရေးလေပတ်ပြီးကရင်လူမျိုးတွေနဲ့ဒေသခံပြည်သူလူထုရဲ့လူဝတ်ချက်နဲ့ လူမှုအကျိုးကိုတည်ဖို့ဖြည့်ဆည်းပေးမှုကိုပြသတာပဲဖြစ်တယ်လို့ဆိုပါတယ်။ကိုပိုင်ပြတ်ထန်းဝင်ကိုကျင့်သုံးတာဟာတော်လိုင်းရေးကာလမှာကင်ဆွဲရက်တည်ရမယ်နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်ပြီးမိမိတို့ရဲ့နိုင်ငံရေးကံကြမ္မာကိုမိမိတို့ကိုယ်တိုင်ဖန်တီးရင်းနဲ့ကရင်လူမျိုးတွေသားမကလူမျိုးများအလုံးကြီးပွားဖွံ့ဖြိုးတိုးတက်စေဖို့အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကိုလမ်းညွှန်ပေးတာလို့လည်း KNU ဥက္ကဋ္ဌကရှင်းပြပါတယ်။ခေတ်ကာလနဲ့ညီတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံရေးခြေနေများအုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကိုနားလည်သဘောပေါက်တက်ကြွအောင်လှိလာသင်ယူပြီး လာမယ့်အနာဂတ်ကာလမှာမိမိတို့ကံကြမ္မာကိုမိမိတို့သာဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ဖို့အနာဂတ်မျိုးဆက်သစ်တွေမွေးထုတ်သွားမယ်လို့ KNU ဥက္ကဋ္ဌကဆက်ပြီးပြောကြားထားပါတယ်။ကရင်ပြည်ကော်တုလီဒူတော်ရင်မှာပညာရက်လူငယ်တွေအနေနဲ့ကန္တဘောင်းဆောင်ကနေပါဝင်အားဖြည့်ကြဖို့ကိုလည်း KNU ဥက္ကဋ္ဌကတိုက်တွန်းထားပါတယ်။ဒါပြင်ကော်တုလီကိုအတူတကွထူထောင်ရင်းတစ်ချိန်တည်းမှာပဲပြည်သူလူထုအားလုံးငြိမ်းချမ်းကောင်းမွန်စွာနေထိုင်နိုင်ရေးဆိုတာကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ရမှာအတူတကွကြိုးပမ်းကြဖို့ကိုလည်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာ KNU ဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်အဖွဲ့အစည်းတွေနဲ့အတူစစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်ရေးကြိုးပမ်းနေတယ်လို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးထောက်ချမ်းမြို့အမှတ်3လမ်းနဲ့အမှတ်9လမ်းစုံမှာရှိတဲ့စစ်တပ်ဘန်ကာကိုအဝေးဒိမ်းပိုင်းနဲ့ဖောက်ခွဲတိုက်ခတ်ရမှာစစ်သားတအူးလဲကျတေဆုံးဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ် ရောင်ရင်းထောင်းချက်မြို့နယ်ကအမှတ်3လမ်းနဲ့အမှတ်9လမ်းစုံမှာရှိတဲ့စစ်တပ်ဘန်ကောက်ကိုအဝေးထိန်းပိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်သားတအူးတေဆုံးခဲ့တယ်လို့ Operation Flame ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကဇွန်လ23ရက်ည8နာရီကျော်အချိန်မှာစစ်တပ်ဘန်ကောက်ကိုအဝေးထိန်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆောင်စစ်သားတွေပြင်ထွက်လာချိန်မှာအချိန်ကိုက်တိုက်ခိုက်နိုင်ခဲ့တာကြောင့်တအူးကိုထိပြီးလဲကျသွားပါတယ်။နောက်ဆက်တွဲမြေပြင်အခြေအနေဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်စင်ရေးပြီးဆုံးချိန်မှာတော်လိုင်းအဖွဲ့သားတွေအားလုံးပြန်လာခဲ့တာကြောင့် ဘေးကင်းရာနေရာတွေကိုပြန်ရောက်နေပြီလို့လည်းအတည်ပြုထားပါတယ်။ဒီစစ်စင်ရေးကို Operation Flame ဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးမားမိတ်ဖွဲ့တွေနဲ့အတူစစ်ကောင်စီတပ်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ဖားကံမှာစစ်တပ်ကဒေသနေရဲသားပြည်သူ၃ဦးကိုထပ်မံတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဖားကံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာအရဲသား၃ဦးကိုတနက်နေ့ပြစ်တပ်ပြီးကိုလက်အင်္ကာတွေကိုဖျက်တောက်ခါလမ်းဘေးမှာဆွန့်ပစ်သွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ မနေ့ကဇွန်လ17ရက်နေ့မနက်ပိုင်းကမော်စီစာကျေးရွာတောင်ရကုန်းမှာအလောင်းတွေကိုဆွန့်ပစ်သွားတယ်လို့ဆိုပါတယ်။အသက်ခံရသူတွေဟာမျိုးသားတွေဖြစ်ပြီးကိုခနာစိတ်ပိုင်းတွေကိုဖြတ်တောက်တာမျိုးလုံးတွေကိုဖောက်ထုတ်ထားတာနဲ့ခေါင်းတစ်ခုလုံးကြေမွအောင်ရိုက်နှက်တပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တာကြောင့်စစ်တပ်စစ်ကြောင်းကိုမယုံကြဘို့ဒေသနေပြည်သူတွေကြားသတိပေးပြောဆိုမှုတွေရှိနေတယ်လို့သိရပါတယ်။အဲဒီစစ်တပ်စစ်ကြောင်းဟာဇွန်လ17ရက်နေ့ညကလည်းတက်လက်ပိုင်းရွယ်မျိုးသားတုံးကိုပြစ်တပ်ပြီးမော်စီစာလမ်းစုံမှာဆွန့်ပစ်ထားခဲ့တာရှိပါတယ်။ အခုလိုချမ်းပတ်စစ်တပ်ကရသပြည်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်နေတာကြောင့်ဒေသနေပြည်သူတွေစစ်တပ်စစ်ကြောင်းလာမကိုကြောက်ရွံ့နေကြတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။အချမ်းပတ်စစ်တပ်စစ်ကြောင်းဟာမီလာကုန်ပိုင်းကစပြီးဖောက်ကန်မြို့နယ်အတွင်းဝင်ရောက်လာခဲ့ရမှာအရသပြည်သူတွေကိုတပ်ဖြတ်နေတဲ့အပြင်ကြောင်စိမ့်လုတ်ကွက်တွေမှာကုမ္ပဏီတွေကိုလည်းမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ စီးရီးသတင်းတွေကိုနားဆင်လို့အပြီးမှာတော့အခုဆက်လက်ပြီးပြည်တွင်သတင်းတွေကိုຫນွေဦးမောင်ကတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်ရှင်။မင်္ဂလာညချမ်းပါ။2025ခုနှစ်ဇွန်လ14ရက်နေ့ Radio Energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမောင်ပါ။ဓမ္မအုံဆုံးတင်ပြပေးမဲ့တဲ့ရင်ကတော့ဆေယုစုဟာနိုင်ငံအကျဉ်းသားများအားလူမျိုးခွင့်ပေးခြင်းကိုလက်နက်တပ်ဖွဲ့အုံပြုနေတယ်လို့ကုလဆိုင်ရာမြန်မာတပ်မတ်ကြီးပြောကြားတဲ့သတင်းပဲဖြစ်ပါတယ် ပြည်သူဆိုရစီကနေအာဏာလုယူထားတဲ့အကြံဖက်စိုးစုဟာနိုင်ငံအကျဉ်းသားများကိုလွတ်မြောက်ခွင့်ပေးခြင်းဆိုတာကိုလက်နက်တဖွဲ့အုံပြုနေတယ်လို့ကုလဆိုင်ရာမြန်မာတပ်မကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ဒီရောက်မြောက်မှာရှိတဲ့ကုလသမဂ္ဂဌာနချုပ်မှာဇွန်လ23ရက်နေ့ကကျင်းပတဲ့ကဘာပေါ်ရှိအကျဉ်းအောင်များတွင်ဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများအားဖြည့်ရှင်ခြင်းဆိုတဲ့တကားဖွင့်ဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တပ်မကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မဒလာရူဝမ်မှာလူကုန်သိက္ခာတက်ကနစ်တီကိုအလေးထားဖော်ညွှန်ထားပြီးကျင်းကျသူအလုံးကိုမွေးရပါဂုံသိက္ခာလူသားတအုပ်ပေါ်တန်မိုးထားမှုနဲ့အညီဆက်ဆံရမယ်လို့ဖော်ပြထားပေမဲ့ဆီယုစုဟာအဲ့ဒီစံချိန်စံညုံကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့စီဝေးတက်လာသူတွေကိုရှင်းပြခဲ့ပါတယ်။မန္တလာရူ58အရာကျင်းကျနေသူတွေဟာသူတို့ရဲ့မိသားစုဝင်တွေနဲ့ကျင်းနောင်နေရန်ပြင်ပကကဘာကြီးနဲ့ဆက်သွယ်ခွင့်ရတဲ့နယ်လို့ ခိုင်မာဆိုထားပေမဲ့မြန်မာနိုင်ငံမှာအဲ့ဒီအခွင့်အရေးဆုံးရှုံးနေတယ်လို့လည်းအသိပေးခဲ့ပါဗျ။နိုင်ငံတော်သမရဝင်းမြင့်နဲ့နိုင်ငံတော်ဤတာမင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်တို့တော့ပြင်ပနဲ့ထီတွေ့ဆက်သွယ်ခွင့်နှိရှိလာများပြိပင်ခံထားရပြီးသူတို့အတွက်ဥပဒေကြောင်းအရကိုစားပြုခွင့်ဖြုတ်ချခံထားရတဲ့အပြင်သူတို့ချစ်မြတ်နိုးသူတွေနဲ့ဆက်သွယ်ခွင့်ညှင်းပယ်ခံထားရတာတွေကြောင့်အစည်းအဝေးတက်လာသူတွေကိုခုလိုရှင်းပြခဲ့တာဖြစ်ပါတယ်။ လာမယ့်သတင်းပတ်ထံမှာဒေါ်အောင်ဆန်းစုကြည်ဟာအသက်80ပြည့်မှဖြစ်တဲ့အတွက်နည်းနည်းရဲရဲမှရှိတဲ့မြန်မာပြည်သူတွေဟာဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနွေ့ဆင်နွှဲနိုင်ဖို့ဒီလမ်းပေါင်းစုံနဲ့စီစဉ်နေကြပြီးမြန်ဆုံးလွတ်မြောက်စေဖို့နဲ့ကျမ်းမာရေးကောင်းစေဖို့ဆုတောင်းမေတ္တာပို့သနေတာတွေရှိတယ်လို့လည်းတစ်ဆက်တည်းအသိပေးခဲ့ပါဗျ။မြန်မာနိုင်ငံမှာကျောင်းသူကျောင်းသားတွေ၊ဆရာဝန်တွေ၊သတင်းထောက်တွေ၊ရေကောက်ခံလွတ်တော်အမတ်တွေနဲ့ကလေးငယ်တွေပါဝင် လူပေါင်း2000ကျော်ကြောင့်နိုင်ငံရေးရည်တည်ချက်တွေကြောင့်ဖမ်းဆီးချုပ်နှောင်ခံထားရပြီးအများစုဟာတရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခံရသူတွေဖြစ်တယ်လို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးကဆက်ပြောပါတယ်။ဒါဟာစစ်တပ်အနေနဲ့ငွေညှစ်လိုတဲ့ရွေကျန်နဲ့ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပြီးဖမ်းဆီးချုပ်နှောင်ခံထားရသူတွေဟာတရားမျှတမှုရှိတဲ့တရားခွင်ဆုံးဖြတ်မှုကိုတစ်ချိန်တစ်ခါမှခံစား껏မရခဲ့ကြဘူးလို့လည်းအတည်ပြုခဲ့ပါသေးတယ်။2022ခုနှစ်တုန်းကဆိုရင်နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ကိုဖြိုးစရာတော့ ကိုကျော်မင်းယူခေါ်ကိုချင်းမီကိုလာမြောက်အောင်နဲ့ကိုအောင်သူရဇော်တို့ကိုဆေယုစုကမတရားကွပ်မျက်စီရင်ခဲ့ပြီးနောက်နှစ်နှစ်ကြာ2024ခုနှစ်မှာလည်းဆေယုစုကကိုကောင်းထက်နဲ့လူငယ်အမျိုးသမီးနိုင်ငံရေးအကျဉ်းသူမချမ်းမြေသူတို့ကိုထပ်မံကွပ်မျက်စီရင်ခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ဆေယုစုလက်အောက်ကအကျဉ်းချခြင်းလုပ်ငန်းစဉ်ဟာဥပဒေပြုရေးအာဏာတည်ရမဟုတ်ပဲလွှမ်းမိုးချုပ်ကန်ဖို့ဖြစ်တဲ့အတွက်မြန်မာနိုင်ငံကကျဉ်းောင်တွေကိုအကန့်အသတ်မရှိဝင်ရောက်ခွင့်ရစေရေးကုလသမဂ္ဂနဲ့ ICRC တို့အနေနဲ့တောင်းဆိုသင့်တယ်လို့တိုက်တွန်းခဲ့ပါတယ်။ ဒါပြင်နိုင်ငံရေးကျင်းသားတွေအလုံးချက်ချင်းပြန်လည်လှုပ်ပေးဖို့စီးပွားစုအပေါ်ပြတ်မှတ်ထားတဲ့ရည်ရွယ်ပိတ်ဆို့မှုတွေချမှတ်ဖို့သက်ရှင်ကျန်းရေးသူတွေအတွက်ပြန်လည်ကုစားရေးစီစဉ်မှာရင်းနှီးမြှုပ်နှံဖို့တောင်းဆိုခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာအသက်ဝင်နေတဲ့ဆရာနာရှင်စနစ်နဲ့မတရားဆရာနာသိမ်းမှုချုပ်ငြိမ်းရေးအားထုတ်နေတဲ့မိမိတို့ရဲ့အကျိုးပန်းမှုတွေကိုကူညီအားဖြည့်ပေးကြဖို့ပါတိုက်တွန်းခဲ့ပါတယ်ရှင်။ စီဝါဆောင်ရှားမှုမလုံလိုက်တာကြောင့် CDM ကြောင်းဆရာမကြီးဒေါ်မြင့်မြတ်တန်မန္တလေးဥပိုလ်အကျဉ်းထောင်မှာကြဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ်။ဂျမ်းမစီယိုစုရဲ့မတရားဖန်ဆီးတာကိုခင်ရပြီးစီဝါဆောင်ရှားမှုမလုံလောက်တဲ့အတွက် CDM အလဲတန်းကြောင်းဆရာမကြီးဒေါ်မြင့်မြတ်တန်မန္တလေးဥပိုလ်အကျဉ်းထောင်မှာကြဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့ဇွန်လ14ရက်မှာထုတ်ပြန်ပါတယ်။ CDM အလဲတန်းကြောင်းဆရာမကြီးဒေါ်မြင့်မြတ်တန်ဟာမန္တလေးဥပိုလ်အကျဉ်းထောင်မှာပုံမှန်52ကကြီနဲ့1092နှစ်ချမှတ်ခံထားရပြီး ကျင်းအောင်တွင်စေဝါလုံလောက်စွာစောင့်ရှောက်မှုမပေးနိုင်တာကြောင့်တွေးကြောပေါက်ပြီးမေလ9ရက်နေ့မှာကျဆုံးခဲ့တာလို့ဆိုပါတယ်။ကျောင်းဆရာမကြီးဒေါ်မင်းမြတ်တန်းဟာ2023ခုနှစ်ဇူလိုင်လ29ရက်နေ့ကဖန်စီထိန်ထိန်ခံခဲ့ရတာဖြစ်ပြီးဒီဘီယောဂခန်းရှိတာကြောင့်စေဝါစောင့်ရှောက်မှုပုံမှန်လိုအပ်နေသူတို့လို့သိရပါတယ်။ဆရာမကြီးယောဂပြင်းထန်လာတဲ့အတွက်ထောင်ပြပမှာဈေးကူသားခွင့်ပေးဖို့ထောင်အာဏာပိုင်တွေစီမှာတောင်းဆိုခဲ့ပေမဲ့ထောင်အာဏာပိုင်တွေကဈေးကူသားခွင့်မပေးခဲ့ဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ချက်မကြီးဟာတီဘီရောဂါခံကြောင့်ဆေးပြင်းတွေသွေးနေရသူဖြစ်ပြီးအဲ့ဒီဆေးပြင်းတွေကြောင့်သွေးကြောပေါက်ချိန်မှအချိန်မီဆေးဝါးကုသခွင့်နဲ့ကျန်းမာရေးဆောင်ရှားမှုမရတာကြောင့်သေဆုံးခဲ့ရတာလို့လည်း PPNM ကသိပေးပါတယ်။မြန်မာနိုင်ငံကအကျဉ်းအောင်တွေမှာဆေးဝါးဆောင်ရှားမှုလုံလောက်အောင်မပေးတာကြောင့်ကျင်းကျခံနေရသူတွေဟာယောဂါတွေဖြစ်ပွားနေပြီးစိတ်ကူးသားခွင့်ဆုံးရှုံးနေတဲ့အတွက်အသက်မဆုံးရှုံးတဲ့မဲ့အသက်ပြရတဲ့အထိဖြစ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ခုလိုကျင်းအောင်တွေမှာ ဇေဝဆောင်ရှောက်မှုလုံလောက်စွာမပေးတာကြောင့်မသေးသင့်မဲ့တေဆုံရသူရေအတွက်ဟာဇွန်လ10ရက်နေ့အထိ71ဦးရှိနေပြီလို့ PPNN မှတ်တမ်းတွေကသိရပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ မနက်ဖြန်ဇွန်လ15ရက်နေ့တော်မူလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တကန်နေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအားကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြမကန်ရံတခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတစ်ခါတည်းရမိုးသက်လေးပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရှေးပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးအေရဝတီတိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ စကိုင်းတိုင်းအောက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးထစ်ချုံကြွားနိုင်ပါတယ်။မန္တလေးတိုင်းမှာတော့နေရာကွက်ကြားမိုးထစ်ချုံကြွားနိုင်ပါတယ်ရှင်။ ရေဒီယိုအန်ယူဂျီမှဆက်လက်အသံလွှင့်နေပါတယ်သောတာရှင်များရှင်ဒီနေ့ညရဲ့တော်လန်ရေးကဗျာကဏ္ဍမှာတော့ရှင်မျိုးငယ်ရေးဖွဲ့ထားပြီးလွတ်လပ်ရေးဦးခန်းစားရွတ်ဖတ်ပေးထားတဲ့ရောင်နီဦးကိုမော့ဖူးခြင်းပြီးလို့အမည်ရတဲ့ကဗျာကိုထုတ်လွှင့်ပေးလိုက်ပါရစေရှင်ရောင်နီဦးကိုမော့ဖူးခြင်းပြီးအမောင်မိုင်ဆုံးညတွေထဲနာကျင်မှုကိုမျက်ရည်နဲ့စတင်ခဲ့ရတယ်စကလုံးတွေခန်း၆ ကွဲအသွေးတဲ့အသားတွေကယုံထလာတဲ့နှလုံးသားနဲ့ချစ်ချင်းမြတ်တာဟာအမှန်တရားကိုဥတီခြိလှမ်းတွေကိုရွက်လွင့်အာယုံဥအလင်းတစ်စီခြိတက်တရားတဲ့ဘက်မှာတည်စီခဲ့တယ်တည်ဆောက်ခဲ့သည်မြဖြူချခံလိုက်ရတဲ့အခါဘဝတွေဟာဗလာနတ်တီဘယ်လိုအပိဓမ္မာနဲ့ ရားတွေပွင့်ခဲ့ပါတလဲမိကြအဖြေဟာပဲ့တင်တန်တောင် ပြန်မလာတဲ့အခါကို့တရားကို့ပြန်ရှာခဲ့ကြရတယ်လွတ်မြောက်ခြင်းဟာပဲမလဲအမောင်ဟာပိမ့်ပိတ်လွန်းတဲ့အခါကြယ်တွေဟာကို့ကိုကိုထွန်းညှိသူတို့အလင်းတွေနဲ့လမ်းပြလျှောက်တဲ့ခยีနီးပါစေပွင့်တဲ့ပန်းတွေလှပါစေ။ ာယာလှပမနှက်ခင်းအလှတွေ့ပါစေအာယုံကျင့်အလင်းစီသူတို့ဘဝကိုရင်းလို့လမ်းညွန်ကြလမ်းခုလမှာတချို့လဲမထင်မှတ်ပဲကြွေကြရာအခမ်းအနားဆုံးအလှတွေပေါ့လောကရဲ့တရားမှာအမှောင်ကိုအလင်းဟာအနံ့ရစမြဲမဟုတ်လားဒီလိုတရားကိုနာကြားခြင်းပါရဲ့ အနိုင်အရှုံးအလင်းအမှောင် အမှန်အမှားလောကဓာတ်တရားဟာ အလှဲ့ကြပေါ့မငင်းဆန်ခဲ့ပါဘူးအလိုက်သင့်လွင့်မျောခဲ့ရတယ်လန်းခုလမှာကြယ်တွေကျွေတဲ့လားမကျွေပါဘူးကြယ်တွေဟာလင်းမြဲလင်းဆဲပါပဲကြယ်တွေဟာကျွေပြီးသွားတဲ့အခါသူတို့အလင်းဟာအလင်းနဲ့တန်းပေါင်းများစွာတီရှိနေကြတာပဲလေ ။အိုးချစ်တော်ကျေများတင်တို့အလင်းတွေသာဝရတည်ပါစေ။အမောင်တို့ကိုထိုးခွဲပစ်လိုက်ဖို့နှလုံးသားမှာစိုက်ပျိုးခဲ့တဲ့ကျေပန်းတွေတတော်လုံးဝေနေပြီ။တလန်းချင်းလှန်ရင်ခရီးတွေနှင်ရသွားမဲ့လမ်းဖြောက်တန်းပါစီလာမဲ့ဘေးအဝေးရောက်ပါစီ ချစ်ချင်းမေတ္တာတရားနဲ့ခကြီးတွေပေါ့ဒါဟာစာတင်ကြောင်းဒါဟာဆေးယုံဒါဟာရှေးဟောင်းယဉ်ကျေးမှုနေမြေဒါဟာဘာသာရေးအဆောက်အအုံဒါဟာပရဟိတဒါဟာမိမ့်မနဲ့ကလေးဒါဟာငါတို့မနဲ့ပြန်လက်လက်ဆက်ဆက်တွေ့ဒါဟာငါတို့အပိဓမာဒါဟာငါတို့တရားလမ်းမတွေဟာအမှောင်တဲမှာ ငါတို့တွေးခေါ်ညှော်မြင်ရတာပါပဲအမောင်ဆုံးညတွေ ဖြတ်ကျော်သွားဖို့ညလင်းမိအိမ်လည်းမရှိတန်လိုက်အိမ်မြောင်လည်းမပါနှလုံးသားနဲ့ချစ်ချင်းမြတ်တာကိုသာသယ်ဆောင်ခဲ့ပါရဲ့လေအမောင်ကိုကြော်ဖြတ်ရင်းလင်းအာယုံ ရောင်နီတန်းတည်းအထိကျဲစင်တို့ရဲ့အလင်းနဲ့အပြင်းချီတက်ခဲ့ကြရဲ့ ိုအာယုံချင်းအလင်းသစ်မနဲ့ခင်းစီချီတက်ရင်ယောင်ဤဥကိုမော်ဖူးချင်းစမ်းလှပြီလေ ရေဒီယိုအန်ယူဂျီသောတာရှင်ပေါင်းလို့ရှင်အခုဆက်လက်ပြီးတော်လန်ဟီတီဂီတာအစီအစဉ်မှာတော့ညာသိမ့်တန့်ရေးသားထားပြီးဘာဂျီတီတီဆိုထားတဲ့တမိုင်းရွေမုံတိုင်းကိုအမိရတဲ့တော်လန်ဟီတီတခြင်းနဲ့ဖြစ်ပါတယ်ခန်းစားနာဆင်ပေးကြပါအောင်ရှင်

买了红布衫，阿妈我去，高粱土堆，水啊水里，爹地里奥，你装逼的，你有那怪路，公园不在这怪路，那么有地，有我土瓜，有地有家嘛耶，他妈一些那不干不地，呀，阿那对，给你送了啥啥。 အာရာမီဒါဇင်းကိုစတင်ဟဲ့ကိုတော့စီတာကိုလည်းတွေ့နေတော်ရရှင်တော်လန်ပြည်သူအပေါင်းတို့ရှင်ဒီနေ့ညရဲ့နောက်ဆုံးအစီအစဉ်ဖြစ်နေတိုင်းနာဘာသာစကားထုတ်လွှင့်မှုကိုတင်ဆက်ပေးခြင်းပါတယ် တပတ်အတွင်းသတင်းတွေကိုကချင်ဘာသာနဲ့ brand share ကတင်ပြပေးပြီးတဲ့နောက်မှာတော့ကျမတို့ရဲ့ညပိုင်း radio ng ထုတ်လွှင့်မှုအစီအစဉ်တွေကိုရန်နာတော့မှာပဲဖြစ်ပါတယ်။သဒ္ဒရှင်ပေါင်းတာယာပျော်ရွှင်ချမ်းမြေ့တဲ့ညချမ်းကိုရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။ ဆောင်းလိုက်ကျေရွန်ပေါအမျိုးရှာနေရောဝေပြောစင်စငါနေကလောဗီဒီယိုအန်ယူဂျီအားပမီနမန်ပြလန်ဝါဆိုင်ဖောင်းရှ်တုမ်ရှိကနေဖဲမိုင်းပဒောင်ရှိကောနာထွန်ရှတိုင်ရမပါစနာရယ်ရရှောင်းနန်ခုနာချင်းပေါ်မုံတဲ့ခေါင်မုံနာခါပြင်ခုံးမိုင်ဖြင်ွယ်ရနေရမတူဘလူမရှားတဲ့မိုးကခြင်းစင်းအညွင့်ချင်းမြင့်တီတော်ရရှိတာပဲတာမတူညံနာရယ် ။လမ်းမဆိုင်မှာတာတာပင်္ဂလာပောင်းလိုင်းစနဒင်းဒုံဒေါ်တာပြလဲဝဆိုင်အကွညောဘုံရှင်ဝအမချောမြေမုံရှရာအောင်ကောက်တာဘုံလူလူရွယ်လာမရန်ကပိုင်ချင်းခါကပါခတ်တုံငယ်လာမြေပြလဲဝဆိုင်တဲ့အညွင့်ချီဆိုရအရှင်ကမြောင်နာဂရုမင်းတုံချေကျန်စင်ယံဖရန်ကြောင့်လမ်းခရီမန်တပေါ်လာခါပြန်ခရမိုင်ချင်းကိုရင်းနေရမတူရှင်ကမြောင်နာဂရုမင်းတုံဖဲမြစ်ချနာနင်ထနာမရိုင်ကင်းကရုလဆာရှိလခေါ် ချစ်ဖွဲ့နေထနာမရခင်ခေါမငါစာမချောင်ပေါ်နေထနာမရခင်မိချခုစာခွန်ဂရုစံပရာဘုံနာမရချခုစာခွန်နောင်မုံနာမရခင်မိစံစံငါရှိစနစ်ခေါလံဖူနာမရလက်စချခုရှိမငါနေရမတူဆန်ခေါစာခွန်စနစ်တဲ့ ်ဟာမုံတော်ပလဝအနိဌာနာဖြန့်ခွင်ရန်တပောင်နခေါန်နာခါဖြန့်ခရမိုင်မရန်ကုစာကုရှိချခုချေမီဇိုရာမုံတော်ကတာနာခါဖြန့်ခရမိုင်ဖြန့်ခွင်ရန်မရှာမရန်မငါစာကုရှိအမတူဆန်စင်ရှိချခုပဲဂရိုမတီစတော်ရလူဝဆိုင်လာမကျေလူအမတွနာရှင်နမ်တောင်တော်ချာမုံရှာနေခုနာခါပြန်တဲ့စိန်နာစတိဒါရနာလာမီပဲအတော်ရည်လာဘုကကုခနာလမှုမရာရှိခပဲအတော်ရှိပွဲရမဝါနာရဲလာကျေလူအိုင်းမတွနာမုတ်နေချွန် မုံအောင်ပါစရိုင်းဖုန်ပေအညွင့်ချီမကောမကခရမန်တပ်နေရိမိုင်ချာဆန်မွန်မီချန်ချာတောင်းအကောက်တဲ့လက်နက်နေရင်နာလူဝင်ရှိကပဲတာမတူညာနာရယ် မောင်အင်တနာမုံဖောင်းဖရန်စရိုင်းဖုန်နီကောတရာလန်လိုက်ဘုန်နီကလောင ਾਇ မကျော်အညူကြီးအစိုးရအမကောမကခရမတ်ကောနာဂျွန်စတာပရမ်ဆူမြရှင်နာတော်ချရင်ခေါင်းစင်တိုင်းလမ်ဂျေလူအိုင်မုံဖောင်းလပ်ဆန်ဖရန်စရိုင်းဘုန်ကောနာဂျန်ကောင်မီကွန်ထရောလပ်ဆန်မုန်နီခင်ကူဂျန်တီလန်နပ်မချူနီခင်လာလူရလမ်ဂျေလူအိုင်ရီ ใจพงเพปมอกนทนาปุไวพรางสรงอิเปมุงพออคิวามาดูพระละจังดูนามาดูงานนาแอนยุจิมพรางสรงเจชินามกาวกเปียงข้างซึ่งกรมกาลังครึมาจากกอนามาชตาทานินทันใจไรนามุงพองมาจังพรางสรงพระนอุบขังผงปูชานิงทอนเกียงวางมาจังสั้งเทศสังนิงทันจานนามุงพองเจหรืออุพงนี้ตั้งดูครามาดูมาใครดูนามาดูอุบขังผงเพ ကတပ်ပင်တန်တိုင်းရေလံကျဲလွယ်ရီအညွန့်ချိခရင်မောင်တချူရုံအားဆွန်ရှကအခန်းငိုင်ဝါဦးနီဘုံလက်ကိုရှီရှော့လိုက်ကနီတာခန္နာဂျမ်စ်ကနာမတူရင်ခန်းစင်းဒိုင်ရိုင်နာပလိဖုန်နီရင်နာမတူမရငိုင်မကျော်မကောမကခရင်မောင်တပ်ကျဲချခုပနာရင်ခန်းစင်းဒိုင်ရိုင်ငါနာဆွန်ဒိုင်လံကျဲအိုင် တနာဖကနာမုံရှာနီယာလုံစိန်ထူရဲ့ဂျက်ကပါနီပဲကွန်ရှင်မြန်ပြန်တပ်နီဝမ်နက်ချန်နယ်ရှိကပဲတာမတွင်ညာနာရီဖကနင်ထံကတာချာဂျုံငါအိုင်ကွန်ရှင်မြန်ပြန်တပ်ပြန်ပုံနီကောလုံစိန်လော့နီပဲတင်းစာဝမ်နက်ချန်ငါအိုင်တာဂျွန်စတာရှီယာရှီနီတာမော်စီဇာနာလုံစိန်ကုံမီလငိုင်းအဂျက်ရုံရိုင်းနီပဲဝမ်နက်ချန်ကောရိုင်းငါနာကင်ရာရှိကနီတာဆွန်တာရီဖကမော်စီဇာထောင်းငါအိုင်လုံစိန်ကုံမီလငိုင်းနာ จากโรงแรมนี้ไปคุณเชนยังเพิ่งทำนี้วันนี้ฉันได้วิจารณ์ไอโซเชียลมีเดียอันซาบรังไอมาจอยานาสอนสุนเรีกามายลงขังพักกำลังจริงยาเอเบสต์คุ้มสมยาชนีก่อนนะทุชทุกลงว่าไอคุณเชนยังเพิ่งทำเทียนพงนี้ก่อนมิสเตอร์คุ้มคุยชนีท่าพักกันเด็ดดูนะลงแสงคนนะจากโรงแรมนี้ไปวันนี้ฉันก็อยากเรียนรำเจลุไอใจเทียนพงนี้ไป kia e che ke pdf bon bon dab de thim sa dai jo na jan bian na kum shan nyen pen da ma ka na ma rai shim sa jan si ma dai la chang nam chen shi ga ni ko na chein lo re ta to jan ta kin na ga ta na sa la ja ngai ri ma jo mo me ma sha ni khu na shin na kin chu ko na chpo kim ni le man shin gan je in du kom na ma du de pen phong ni ya pen be sti ma ja na nga na ma du kia e che ke pdf ni sti jo dai la ngai dam che lu ai ဖောင်းစတမ်ခုနာလုံခေါင်ခွန်စာကုံးချကုံရှန်ရင်ဖြစ်တတ်မကနာကပ်တတဲလန်နကပါခတ်ပေါ်ဝမ်ကြောအတန်ဝန်ခရူတန်ဇာမတ်ဝိုင်းရှိကပေတာမတူညာနာရိပကနိတံကတနာလုံခေါင်မရေချငါအိုင်ခွန်စာကုံးချကုံရှန်ရင်ဖြစ်တတ်မကနာကပ်စတမ်တတဲလန်နကပါခတ်ပေါ်ဝမ်ကြောအတန်ဝန်ခရူတန်ဇာနာမရှာစီရဲလံကင်နာရှိကနိကောနာချေလူအာပကန်တမကုံချငါအိုင်ကုံရှန်ရင်ဖြစ်တတ်ဖို့ဂျူစတာပရိုကူယရှနာကင်းစခုမနိမငါတနမ်ချခွန်စာကုံနာအီယာဥကုံနီအာ ပုံမြန်ကိုတောင်ပဲဂျုံပုံချတ်ပေါ်ရဲလံဖြန်ရှိကနေဌာနခြေလူအိုင်းတိုင်းလောင်နကပါခတဲ့မကျော်ခွန်စာကုံနာအန္တရှိလခေါင်ဝန်ခရုမနာမာကကြီးရငိုင်မလောမောင်ချူမူဝဲလံခြေလူရဲကွန်ရှင်မြန်ပြန်တပ်ပြီးကိုလဲဝဆိုင်အတွဲထောင်မမော်စီစာဂတိမော်စံခာနီထဝန်နက်စတန်နိုင်ချန်ဖုန်နီရိုင်နာဖြန်ကွန်ဒူဝိုက်ချက်ဖကန်တမကုံကနာလောင်နကပါနီချက်ကပ်စတမ်တောင်းနိုင်ရဲလံခြေလူအိုင်း ဘမီလမန်ဒီလန်ဝါဆိုင်ဖောင်းချုံရှိကနေဖဲအကြောင်းရှိပွဲရလမောင်ကောအတဲ့ကောမဆိုင်ခုရဲရေဒီယိုအန်ယူဂျီယာရှိကနေဖဲကပလာမတတ်အိုင်စောရိုင်ဂျီရိုဝန်ဘောအမျိုးရှာလေရောင်းဖဲခရိုင်ဂျီဂျူကပါဆိုင်လုံးတောတာရှင်များခင်ဗျာအခုနားဆင်နေကြတဲ့ရေဒီယိုအန်ယူဂျီရဲ့အစီအစဉ်တွေကိုရေဒီယိုလေးလိုင်းပေါ်မှာတိုက်ရိုက်နားဆင်နိုင်တယ်လို့ website youtube telegram facebook အစရှိတဲ့အခြားသော internet platform မျိုးစုံမှာလည်းမနေ့တစ်ချိန်ညတစ်ချိန်ပုံမှန်ထုတ်လွှင့်ပြလျက်ရှိပါတယ် YouTube ပရိသတ်များအနေဖြင့်လဲ Radio UNG Channel ဖြစ်တဲ့ youtube.com/radiounug မြန်မာကိုဝင်ရောက် Subscribe လုပ်ထားပြီးတော်လန်ရေးအတွက်ထပ်ပို့ဝင်ငွေများကိုတစ်ဖက်တစ်လမ်းကနေပါဝင်ကူညီနိုင်တဲ့အကြောင်းအသိပေးတင်ပြအပ်ပါတယ်ခင်ဗျာဒီကနေ့ကတော့ဒီညနေပဲ Radio UNG ရဲ့အစီအစဉ်လေးကိုခေတ္တရန်လာလိုက်ပါမယ်ရှင်မြန်မာစံတော်ချိန်မနေ့၈နိုင်ခွဲနေ့ ည၈နိုင်ခွဲအချိန်မှာပြောင်းလဲဆိုထေချပါလို့ရှိရေဒီယိုအန်ယူဂျီကိုမနက်ပိုင်း၈နိုင်ခွဲမှာလိုင်းတူ၁၆မီတာ၁၉ဒသမ၉၉မဂါဟတ်ဇ်ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ၂၅မီတာ၁၁ဒသမ၉၄မဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ ရေဒီယိုအန်ယူဂျီအဖွဲ့သူဖွဲ့သားများကဆွတောင်းလိုက်ရပါတယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားအခြေဆိုင်မြမမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြတဲ့ရေဒီယိုအန်ယူဂျီဖြစ်ပါတယ်ရှင်အရေးတော်ပုံအောင်ရပါ